လုံးပဲမင်္ဂလာပါမမ YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အမဘေလာခင်ဤတာထားတဲ့ပါပီကွေးဆိုတဲ့ဝတ္ထုတူတွေကိုဖတ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ပြီးကြပါဘူးเนาะပါပီကွေးမမြင်ရတာကြာပြီဖြစ်တဲ့ incoming call လေးတခုတေချာပေါ့မတတ်ဆိုင်တော့ဘူးလို့ဆုံးပြထားတဲ့ဒူသားတဝူစီကပါပဲမမကိုတတိယလူပါတဲ့ဩဟုတ်ကဲ့ပါရှင်ပေါ့ နည်းနည်းတော့မူရတာပေါ့လေ။ရင်ထဲမှာတော့ပျော်မိတယ်လို့ဖြစ်သွားတာပေါ့။မဆက်သွယ်ဖြစ်တဲ့အတော်တွင်ကိုယ့်ကိုတတိယနေတယ်ဆိုတော့ဘာရဲ့မဟုတ် စိတ်ကျဉ်တဲ့မှုလေးတခုကတော့ထင်မှားပါပဲကောက်ရလိုက်တယ်လို့ပါပဲ။ကျွန်တော်မနေ့ညကရင်မက်အောင်နေ။အဲ့ဒါနဲ့တတိယမိသွားတာ။မမကတတိကျမ်းမာစီဘိုကင်တင်မိပူတာကိုအင်းပါအခုရောစီကမ်းမပြဘူးလား မေးလို့သာမေးရတာပါအဖြေကိုလည်းတိတ်မျောလင်မထားပါဘူးသူကပေကက်ကက်ရေအရင်ကဆိုတရင်ကစင်းမှုစီလဲစီကံပြကြီမှပြတာပေးတဲ့စီလဲကွန်အောင်တောက်ချီမှတောက်တတ်တဲ့လူစားမျိုးဓာတွေကိုလည်းသူပြောပြလို့တည်တာပါလေသူနဲ့ကျမကတော်လန်ရေးကာလအတွင်းရဲဘော်ရဲဘက်ချင်းအွန်လိုင်းကတဆင့်တည်ချမ်းခဲ့ရာကတဆင့်စစ်သူတွေဖြစ်ခဲ့ကြပေမဲ့အပြင်မှာတခါမှမဆုံဘူးတဲ့ရေဆက်မျိုး ဒီကာလအတွင်းတယောက်နဲ့တယောက်ချိန်ပေးနိုင်လို့လာခွဲခဲ့ကြပြီမဲ့အမှတ်ရစရာလေးတွေကတော့နှစ်ဦးစလုံးစီမှာကြံခဲ့ကြတာပဲလေဒီတဲကမှ အရင်တခါတူရင်ဘက်အောင်နေဆိုတော့ကတလီကျမ်းမာနဲ့ဆေးကပ်ပြပေးပူပါတယ်ကျမအတွက်တော့အပန်းမကြည့်ပြီမဲ့သူ့အတွက်တော့တတိယစရာအမှတ်တရလေးတခုဖြစ်နေမှာပေါ့အဲတော့ကလည်းအခုလိုပဲဖုံးဆက်ပြောခဲ့တာပါပဲ ျွန်တော်ရင်ဘတ်အောက်လို့နှလုံးရောဂါလားမသိဘူးကျွန်တော်တော့ခွေးတက်လို့မသိဘူးနှလုံးရောဂါကြောင့်သင်ရင်တော့သွားပါပြီကွာဟောရင်ဘတ်အောက်တိုင်းနှလုံးရောဂါရဲ့လို့မဟုတ်ဘူးတခြားအကြောင်းရင်းလည်းရှိသေးတယ်မောင်ရဲ့ဟုတ်လားဘယ်လိုမျိုးလဲအင်းမောင်ထင်တယ်လို့နှလုံးကြောင့်ရင်ဘတ်အောက်နာဆိုရင်တော့ရင်ဘတ်ပေါ်တစ်ခုခုနဲ့ဖိထားတယ်လို့မျိုးတင်းကြပ်ကြပ်ခံစားရမယ်ကျိတ်ချေတယ်လို့ဆွဲပြက်တယ်လို့နာကျင်ပြီး နှောက်ကျော်လေပင်မေးကျော်ပခုံးနဲ့လက်မောင်းတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်လုံးတီပြန်သွားတာမျိုးကွာနာကျင်မှုကမိနစ်တော်တော်ကြာမယ်လှုပ်ရှားရင်လည်းနာမယ်မောတာချွေးစိတတ်တာကောင်းမှုတာအားနေတာပြို့တာအန္တရာယ်တွေလည်းဖြစ်တတ်တယ်မောင်ကအဲ့ဒီလိုဖြစ်လို့လားကိုတိထားရသေးတယ်ပြောပြရင်အမှန်တိုင်းပြောရရင်သူ့အတွက်တော့နည်းနည်းစိတ်ပူခင်းပြတာပါပဲအဲ့လိုရတော့မဟုတ်ပါဘူး ညာဘက်ပခုံးအောက်ကအောင်နာမမရဲ့15မိနစ်ကြာတစ်ခါလောက်အောင်နာအောင်ရင်လဲခဏပဲဒါပေမဲ့တော်တော်နာတယ်။မောင်တို့မျိုးရဲမှာနှလုံးရောက်ကတော့နှလုံးသွေးကြောပိတ်တာနှလုံးသွေးကြောကျင်းတာလို့ရှိလား။မောင်ကစိတ်လိတ်မတော့အရက်မတော့ဘူးဆိုတော့အင်းကျွန်တော်မိဘတွေမှာတော့အဲ့လိုမဖြစ်ဘူး။အဖိုးအဖွားတွေတော့တေချာမသိဒါဆိုလေဖြတ်တာတို့ဘာလို့ရှိဘူးလား။ ကျွန်တော်အဖို့တော့လေးဖြတ်ဘူးတယ်။အော်ဒါနဲ့တင်းထဲမှာတုန်းကထိခိုက်တာတွေရှိခဲ့ဘူးလား။နှံရိုးရောင်တာကြက်သားနာတာနှံရိုးကျိုးတာကြောင့်လို့လဲရင်မအောင်တတ်တယ်။အဲတုန်းကသူ့အတွက်နဲ့အရာရာစိတ်ပူစွာမေးခဲ့တာပေါ့။တင်းထဲတုန်းကဆင်းရဲပင်မဲ့ပင်မဲ့ဒီလောက်ကြီးမထိခိုက်မိဘူးလားလို့မမရဲ့။အဆုံးကြောင့်လဲရင်ပတ်အောင်တတ်တယ်။အဆုံးသွေးကြောပိတ်တာတို့အဆုံးမြေးပွားရောင်တာ အဆုပ်သွေးကြောတိုးတာမျိုးပေါ့ကွယ်မတိတော့ပါဘူးမမရဲ့မမပြောကမှစုံနေတာပဲဒီလိုဆိုတော့ကျွန်တော်မမကတော်သားပဲမမပဲရှိကူပေးပါတော့လားဟိဟိအဲ့တော့လည်းမဟုတ်မစုံသေးဒါတော့တတိကျမ်းမာကဆောင်းပါးတွေဖတ်ထားလို့ပါရှင်ရဲ့ဒါနဲ့လေပပီယွန်ပြောတာတိတ်မှန်တာပဲကိုကြည့်တဲ့သူစီကအထင်ကြီးခံရတာဟာအလက်ဇန်းဒါ the great ကဘာချမ်းကိုအပိုင်သိမ့်နိုင်ခဲ့တယ်လို့မျိုးစိတ်ကြီးဝင်စရာကောင်းတယ်တဲ့။ဒါဖြင့်လည်းစိတ်ကြီးဝင်ပါမမရဲ့။မမကတကယ်တကယ်တော်တဲ့မျိုးသမီးပါ။ကျွန်တော်အထင်ကြီးမိပါတယ်။ဒါနဲ့ရှင်ရင်ဘတ်အောင်ရရဲ့အဓိကအကြောင်းရင်းကိုသိပြီ။ဘာများလဲ။စိတ်လှုပ်ရှားသူလေ။ကျမအကြောင်းတွေးပြီးစိတ်လှုပ်ရှားပြီးရင်ဘတ်အောင်သွားတာမဟုတ်လား။ဟာဗျာမမနော် လူကြီးဖြစ်ပြီးရှင်နောင်းနောင်းနဲ့အတီးပြောတာ။ စိတ်လုံရှားလို့ရင်လည်းရေမက်အောင်တယ်လို့စာဖတ်ဘူးတယ်ရှင့်ဟွန်းဟုတ်ပါပြီဘလို့ကျွန်တော်ဘလို့လောက်ရမလဲရှီထဲမှာဆိုတော့စိတ်မှုစီမရောက်ဖြစ်လို့တယ်လီဂျမ်းမှာနေပြကြည့်နော်အင်တာနက်ရရင်ဟုတ်လား Telegram ကနေစီကံပြရုံပဲ Page Messenger ကနေ Booking တင်နော်အဲ့လိုမသွားပြောရဲဘူးဗျမမ Booking တင်ပေးလို့ရမလားအင်းရပါတယ်မတဲ့ရဲ့ဈေးတွေစီကံပြမဲ့အချိန်တွေတစ်ချက်ပို့ပေးနော် အဲ့လိုဆီယာမာကြီးစတိုင်နဲ့ဆေးကန့်ပြပေးဘူးတော့ရင်မအောင်တိုင်းတတိကျမ်းမာနဲ့ကျမကိုတတိရတာဖြစ်တတ်ပါရဲ့လေခြေတန်းကအပြန်မှာပန်းတွေတွေ့ခဲ့တယ်။အနီရောင်တောက်တောက်လေးပဲ။ဘာပန်းလေးတော့ကျွန်တော်မသိဘူး။မမကိုတတိရမိတာပဲ။ရွာလေးတွေအမှာခဏဝင်လာတော့စာကြီးတိုက်တဲ့စာအုပ်တွေလည်းတွေ့ခဲ့တယ်။ဟိုလေမမကြိုက်တဲ့စာရေးဆရာပါပြီးယွန်းဆိုလား၊ဘာဆိုလား။သူ့စာအုပ်တွေတွေ့ခဲ့တယ်။ အဲ့ဒါနဲ့မမကိုတန်းတရီရမိတာမမရောနေကောင်းလားကျမနေကောင်းပါရဲ့ရှင် ရှင်သာအဆက်ဆက်အရာရာဂယူဆိုင်ပါမတည်အောင်လဲနေပြောအောင်လဲနေဆိုပြီးစကားကိုစကားကြကိုဖျက်လို့တက်တလောက်မှတ်တလောက်ရေးရတဲ့ကြပြားလေးပဲပို့လိုက်တာပေါ့လူတွေရဲ့ကဘာကြီးမြင်မြကြီးပါစေစုံရံမရှိတော့ပြီမို့ပန်းရီမင်းတိုင်းကြပြားတွေတွေ့တိုင်း မောင်ရင်ပန်းအောင်တိုင်းကျမကိုတတိယနေတော့မှာပဲမောင်မညံတဲ့ကအမှန်တရားတွေရဲ့နှိမ့်ဆက်တန်းကိုကြည်ကြည်နက်နက်ခံယူစမ်းပါကွယ်အဲ့ဒါမောင်လွတ်ချခဲ့တဲ့အချစ်စစ်မြစ်တာတွေဟူကြီးဘေလာခေပကုတ်ကူခရိုင်အမှတ်၈တရင်နားဆင်ပေးခဲ့တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ like and subscribe လေးကိုလည်းလုပ်ခဲ့ပေးကြပါဦးနော်